မင်္ဂလာပါ Microsoft Word မှာ Translator သုံးမယ်ဆိုလို့ရှိရင် Review တက်ထဲကိုဝင်ပေးပါပြီးတော့ဆိုလို့ရှိရင်တော့ Language ထဲက Translate အဲ့မှာကိုကဆက်လက်မှတ်ထားတဲ့စာတွေကိုပဲ Translate လုပ်မယ်ဆိုလို့ရှိရင်တော့ Translate Selection ကိုရွေးပါဒါမှမဟုတ်ဒီ Document တစ်ခုလုံးမှရှိနေတဲ့စာသားတွေအကုန်လုံးကို Translate လုပ်မယ်ဆိုလို့ရှိရင်တော့ Translate Document ကိုနှိပ်ပါ ခုကတော့ဆက်လက်မှပြီးတော့ပဲလိုချင်တဲ့လောက်လေးပဲ translate လုပ်မှာမလို့ translate selection ကိုယူလိုက်ပါမယ်။ပြီးတော့ဆိုလို့ရှိရင်ကိုလိုချင်တဲ့စာသားလေးကိုဆက်လက်မှလိုက်မယ်။ဆက်လက်မှလိုက်တာ ਨੇ သူကဒီ from english ဆိုတဲ့အထဲမှာဒီအပေါ်လေးမှာရတော့ပါပြီ။အဲ့ဒီထဲမှာကိုကဘယ်ဟိုဘာသာပြင်နေတာလဲ။အဲ့ထိုင်းဟိုဘာသာပြင်နေတာလား။ဒါပေမဲ့မြန်မာဟိုဘာသာပြင်နေတာလား။ဒီနေရာမှာဘာသာစကားရွေးပေးရပါမယ်။မြန်မာဆိုလို့ရှိရင်တော့ဒီမှာမြန်မာလို့ရိုက်လိုက်တာ ਨੇ ရွေးလိုက်မယ်။ ဆိုဒီမှာမြန်မာအမေရိကစသည်အဖြစ်ပေါ်လာပါပြီအဲ့ဒီမှာမှဒီစသားလေးတွေကိုဆက်လက်မလိုက်မယ်ပြီးတော့ဒီနေရာမှာထည့်ခြင်းတဲ့နေရာမှာထည့်ပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီမှာအခုကရိုက်เสียဘလို့တော့ပဲနဲ့ဒီ translate လုပ်ပေးတာလေးကိုအသင့်သုံးလို့ရပါပြီ